ယုံကြည်ရတော့မဟုတ်ပါဘူးဒါနဲ့ကျုံတော့ကျုံငယ်ဘူးတာပေါ့အဲပြောလို့တော့မရဘူးလေကိုမမြင်ရတဲ့ပရလောကဆိုတာကအများကြီးဖြစ်နိုင်တာပဲအဲ့တော့မယုံဘူးလို့တော့မပြောပါဘူးရှိမှာပါကိုနဲ့နှုတ်တွေဒူတွေကျုံတဲ့အခါမျိုးလဲကျုံငယ်ဘူးတာပဲဆိုတော့လေခုနကတော့မှအဲခါပြောပြပြီးလဲဆိုတော့မီဒီယာတိုင်းကိုဖြည့်သလိုဖြစ်နေမှာသလိုဒိမရလေးတခုပြောပြမယ်ဒိမရလေးကဘာလဲဆိုတော့အဟင်းသရကအဲဒီမှာလေ့ကျင့် လစ်ချင်း6လားမသိဘူးအဲ့မှာအဲရုပ်ရှင်သွားရေးကြတယ်အဲဇလန်ဇလန်ပေါ့ရုပ်မြင်တညာဇလန်ပေါ့ရိုက်တာအခုကွယ်လွန်သွားပြီဖြစ်တဲ့ဘိုးကြီးတက်တင်ပေါ့ဘိုးကြီးတက်တင်သွားရေးတာအဲ့တော့အာဟိုနေရှားညိုပါတယ်ရှားညိုရဲ့ဥကလိုင်ရဲ့နောက်တော့မင်းသူပါတယ်မင်းသူတို့ခန့်ငယ်ငယ်ပေါ့မင်းသူတို့စားပြီးတော့တဲ့ဝင်ရိုက်တဲ့အချိန်မှာမင်းသူပါတယ်နောက်တော့ဇာနီဇာနီဆိုတာကြည်လက်လက်ဦးအမျိုးသားဇာနီသူလည်းမင်းသားလောက်ခါစားပေါ့ တော်တော်များပါတယ်အာမင်းထက်ကျော်စင်ဘယ်လိုမျိုးမင်းသားအငယ်တွေနဲ့ပေါ့တွားရိုက်ကြတဲ့အချိန်မှာခုနကတော့ဗမာတက်ရဆိုအဲ့စစ်တပ်တွေကဆေးရုံမှာတက်ရအဲ့ဆေးရုံကအတုံးမပြူတော့ဘူးအဟောင်းကြီးအဲ့မှာခုနကတော့အခန်းလေးတစ်ခန်းရှိတယ်ကျွန်တော်ဆက်ဖွဲ့တွေကတော့အပြင်မှာဒီလိုဟိုဒီလိုတန်းရလို့ဟာမျိုးမှာတန်းစီပြီးအိတ်ကြတယ်ခုနကတော့အဓိကသရုပ်ဆောင်နေဆိုပြီးတော့သူကအခန်းလေးတစ်ခန်းလုပ်ပေးတယ်အဲ့ဒီခန်းကအထက်မှာဆေးရုံခရင်နဲ့ပဲအိတ်ရလာအာဥက္ကလိုင်ဥက္ကလိုင်ကြီး ရောက်ဖပေါ့ဥက္ကလန်မျိုးသမီးရဲ့မောင်ပေါ့တော်စင်ဥက္ကလန်တော့ညီကိုနှစ်ယောက်တကရင်တစ်လုံးပေါ့ဟိုဘက်မှာအာရှားညိုတို့ကဂရင်တစ်လုံးအဲ့လိုဂရင်လင်းကားလုံးအဲ့မင်းသားတွေနဲ့ပေါ့ရောပြီးတော့ဂရင်တစ်လုံးတစ်လုံးတစ်လုံးသိနေနေရတယ်အဲ့အခန့်ဘာခမ်းမလဲမသိဘူးခန့်နေ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 ာက်တော့မှသိတယ်အဲ့ဒါမီးဖွားကန်းလို့ပြောတယ်အသုံးမပြုတော့တော့မီးဖွားကန်းပေါ့ညမရင်စနေစုံနဲ့နဲတို့ဘာသူနဲ့ပြောစနေမုံစုံနဲ့အောင်မျိုးဆွဲလန်းနေလို့ဖြစ်မှာပါဘာညာနဲ့နေကြရင်းနဲ့အကွင်းကောက်ကွင်းကောက်ဟုတ်တယ်ကွင်းကောက်ကအဲ့ ီလေပြောတနေ့ကျတော့ခုနကတော်တော်မူးနေတာတောက်တာတအားများအဲ့နေရိုက်ခွင့်လည်းမရှိဘူးဆိုတော့ညဘက်အာရှူးရှူးထွက်ပေါက်တာရှူးရွက်ပေါက်တော့အဲ့ဒီတကားအပေါက်ကဒီဘေးနားလေးမှာပဲဇပလင်အုံကြီးတို့အုံကြီးရပါလေဇပလင်အုံကြီးမှာနားရဇပလင်အုံဆိုတာမကောင်းလို့ဆိုကမွေးတယ်တို့ပါတို့လေအာပြောကြတော့ခုနကမူးနေတော့မသိဘူးရှူးပေါက်နေတယ်နော်ဟာဇပလင်အုံကြီးတို့တတိယပါဟာဇပလင်အုံကြီးတို့ခုနကမူးနေတော့မကြောက်ပဲနဲ့ ဇပလင်ကိုတဲရှိလားမဆက်ဆော့တာလေရှိရဆိုရင်အလဲကောင်တစ်ချောင်းနဲ့လှုပ်ပြအလဲကောင်တစ်ချောင်းလေးတိုက်လို့လွယ်လားပါလားမသိဘူးနော်အာမတိကြသေးဘူးရှင်တအုံလုံးရင်းပြဆိုတာဇပလင်ကတအုံလုံးရင်းလဲတပင်းနဲ့ခုနကနည်းနည်းလက်ကြတော့ရှားညွတ်ထွက်လာရှားညွတ်ကခုနကလှိုင်းလို့ခေါ်တာခုနကသူ့ရှားကြီးလို့ခေါ်တာတကယ်ချင်းမှာပဲရမ်းချစ်တယ်လေလှိုင်းတယ်ဘာဖြစ်နေတာလဲငါအဲ့လိုအဲ့လိုပဲဖြစ်နေရတယ်ကြည့်ရဆိုသူကသူလည်းကြည့်တော့ဒီဟုတ်တယ်နော်တဲ့ဟောလေးတိုက်တာလားပါလားမသိဘူးဘာညာနဲ့ပြောနေတာနဲ့ခုနကတော်တော်ကြာသွားချင်းမှာ လှည့်ကြည့်လိုက်တော့ရှားညူမရှိတော့ဘူးခဏအနေနဲ့လဲအမှုကပြေးလိုက်ကြည့်တော့ရှားညူကတကားကိုဂျက်ရှာသွားတယ်သူကကြောက်ကြောက်နဲ့ဝင်သွားပြီးတော့ခုလိုက်တက်လို့မြင်တော့အိုးသူထုတော့လဲသူကတရေကြောက်တယ်အောင်မလို့ဘူးကထွက်မလားခုလိုက်တော့ရေပြေမှာတော့တိုင်ပတ်ဘူးတယ်အဲ့ဒါတကယ်တရေလားလေတိုက်လို့ဖြစ်တာလားတော့မသိဘူးပေါ့နော်အဲ့ဒါလေးကတော့အမှတ်တရဖြစ်ခဲ့ဘူးလားမွေ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 ကတော့ကြောက်တယ်မဟုတ်ဘူးအဲ့လိုအသေးရတာတွန်း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 နေတယ်ဆိုလေမွေကတော့အယုတ်လေကြောက်တယ် အဲ့ဒါကြောင့်အရင်တော့မွေးနဲ့အရင်စားကြတာကအဲအခုနောက်ပိုင်းကလေးတွေတော့တိတ်မသိတော့အရင်တော့ကိုရိုတယောက်ဆောင်ချင်းချင်းကိုရို level တွေကကိုရိုရဲ့ကျွန်တော်မင်းသားရဆိုလို့ရှိရင်လည်းသိကြတယ်စကြတယ်အခုတော့တိတ်အစမခံတော့အခုတော့အခုတော့လည်းအရင်တော့ကြီးတော့လည်းမကြောက်တော့ပါဘူးကျွန်တော်တော့အဲ့အယုတ်မြင်ကိုအခုတော့အဲ့လောက်ကြီးတော့မဟုတ်တော့နည်းနည်းတကယ်မွေးအစ်စ်တော့